ခွန်ကြီးရအတွေ့အကြုံများလို့နည်းနည်းပြောလိုက်အောင်မယ်ဒီတဲ့အလူချင်းပိုင်းတော့မပြောတတ်ဆင်းရခုံကလည်းဒီစီကောင်းပါလေလားဒီတကလည်းဒီစီကောင်းပါလေဆိုတာဖြစ်တယ်တော်တဲ့နောက်ကြောင့်ကလာခင်းဆင်းရပြုံကြီးဆိုတော့သူဟာတနေ့တိုင်းမှာဒါသူစီဟိုသူစီရဲ့ကိုစုတဲ့စီရဲ့စာဒီလိုနဲ့စံလို့ဖြစ်ဘူးမဖြစ်တော့ဘောတဲ့ဟာပဲဒီလိုဒီစာတော့တော်ကြတော့လာတယ်ပြီးတော့စီပဲလို့နေတယ် အဲ့ရအဲ့ရှိကိုကလည်းတကယ်ပြောရင်တော့မေ့ပါဘယ်ထားမှမလဲမသိဘူးအဲ့ဒါဒီအလှရှင်ကိုဘယ်လိုပြန်ပြီးဖြည့်ပြောမှမသိဖြစ်နေစီပွန်ပွန်နဲ့ရတဲ့အတွက်ရောတတိမရှိတာဒါကိုနမူနာပြောတာပါအဲ့တော့အလကားရနေတဲ့ပြည်ချင်းဖြစ်တဲ့အခါကျတော့ရောတည်လေးလေးဆက်ဆက်နဲ့တိတ်မထထိုင်ဘူးတိတ်ထဖို့လည်းမလွယ်ဘူးများတော့လေအဲ့ဒါကြောင့်တိတ်ပေါ်လာလို့ရှိရင်ရောတည်မှုဖြေစားမှုနည်းတယ် ဒါကြောင့်ရိုးရိုးသေးသေးနဲ့ဖြစ်ကျင်နိုင်အောင်ဘုရားရှင်ဘက်ကဒီစီကံတမပေးတာပါဒီဂရုတန်ရှင်ဘုရားဆိုတာကမြတ်သောအဖြစ်ဒီမေးတဲ့မေးခွန်းရှင်ကအိမ်လုံးကြာမှုလို့ဆိုရင်ဘုနာလည်းလည်းမထင်ဘူးဟုတ်လားအမျိုးသမီးရဲ့သဘောကယောက်ျားလေးစေခင်ပရိမင်းလည်းဖြစ်ရှင်ဖြစ်ပါစေသူတို့ဘောမှာစွဲမဲ့နေတယ်ဆိုတာဒီကရင်မထင်မဲ့မြင်အမြင်ပြုတတ်တယ်ဟုတ်လားဟုတ်ပါဟုတ်ပါ အဲ့ဒါကအဲ့ဒီဒီမတာပဲသူတို့စိတ်ကယောက်ျားရဟန်းတန်ခါးရဲ့ဘုံမှာမျိုးမသိမလိမဆကတော့တော့ဓာတ်ထူထားလိုက်ဖြစ်ကုန်ဒါလည်းအကြောင်းတစ်ခုပါဓမ္မတာအလျောက်ကတော့ဒီလိုဂရုဏ္ဏနေကဘုရားရှင်နဲ့ပြည့်ရတော်မူခဲ့ပါတယ်တော့ဘုန်းကြီးဂရုမဘုရားရှင်တဆူတယ်ပြည့်ညတ်တဲ့ပြည့်ညတ်ချက်လည်းဟုတ်ပါဘူးဒီဂရုဏ္ဏနေကိုလိုက်လာတဲ့အတွက်ရောက်သူတို့မှာကုသိုလ်တရားတွေတူပေါ်လာနေနေ

အင်းအင်းလည်းတော့မာယာတဲ့အင်းလည်းရောက်ဖြစ်ပါတယ်။နော်ခွေးမာယာတဲ့ကိုပုတ်ခတ်တာမဟုတ်ဘူး။ဒီလိုမှကအမိညာဘောဗျာဆိုပြီးပြန်ပြစ်ဆုံးရှိတယ်။ဒီလိုဒီအမိညာဘောဗျာကရှင်းလက်လက်ပဲအတွက်ဘုရမဗျာအစရိယဘုရားကြီးညာဒုက္ခမာနာဒီတရားဟောတယ်။ဟောပြီးလို့ရှိရင်အဲ့ဒီကိုပြန်ပွားကြတယ်။သူတို့မှခေါ်လိုခေါ်သူတို့ခေါ်ဉာဏ်ပြောင်းနေတော့

ရသုပန္နေသင်္ခမန္တလိကလေးရင်းတယောက်ကရှင်သာရိပုတ္တရာဖျားလောင်းထမှလာပြီးတော့မြေလုံးလှူခံနေရှင်သာရိပုတ္တရာအလောင်းကမြေလုံးကလုံးထုံးထလိုက်ထလိုက်တဲ့ကံပကတိကဒီမြေလုံးကိုလေဝဝတီတီကြည့်ပြီးတဲ့ခါကျတော့ဖတ်တယ်သူလိုချင်တဲ့ဒီမြေလုံးကိုဟိုဘက်ကမြေလုံးလို့ချင်ထားတယ်ဆိုပြီးအဲ့လက်လက်ရှိတဲ့မြေလုံးကိုမြေကြီးနဲ့ပေါက်ချပြီးခြေထောက်နဲ့အင်းချိပလိုက်ငင်းချပြီးတော့မဟုတ်ကံမြေလုံးကိုထပ်ပြီးခေါင်းနဲ့ရှင်သာရိပုတ္တရာကတော့မြေလုံးကိုထပ်ပြီးလှူခံ တူတဲ့ခါမှာဘာပြောလဲ။အော်ဘုရားဒီပုံမလွယ်ပါလားလို့ပြောတယ်။အဲ့တော့ဆို။ဒါကြောင့်အဲ့ဒီအစိုးမြင့်ကြီးကဘာပြောဖြစ်ပေါ်လာရလဲဆိုတာလေးကိုဘုန်းကြီးနဲ့ဘုရားတရားနဲ့လေးတော့ပြောနေပါဘူး။ဘုန်းကြီးတို့ဒီဘုရားရှင်ရဲ့ဝင်ထွန်းလာတဲ့အချိန်ခါမှာဟိန္ဒူဝါဒကအိန္ဒိယမတော်ကြီးတဲ့။ပြန်နေတဲ့ခါကျတော့ဟိန္ဒူဝါဒရဲ့အယူအဆက်က ကဘာလောကကြီးတွေကလူသားအလုံးမဟာဗိမာကဖန်ဆင်းနေဆိုတဲ့ယူဆရှိတာဒါကဟိယောနေခွတ်တဲ့ခရိယံဘာသာကြတော့လောကကြီးတွေကလူသားအလုံးကိုဘဝအလုံးကိုဂေါ်ခေါ်တဲ့ထာဝရဘုရားကဖန်ဆင်းနေလက်ခံဒါကခရိယံကနေခွတ်ထွက်သွားပြီးမုစလင်ကြတော့လောကကြီးတွေကဘဝအလုံးကိုအန္တရာယ်ရဲ့သို့မခေါ်ရခြင်းကြတာ ခံစင်းနေဆိုပြီးတော့ခံစင်းချင်တာလက်ခံရတယ်။လက်ခံရတဲ့အခါကျတော့သူတို့မှမဟာမြတ်မဆိုင်တဲ့မဟာမြတ်မဘုံရှိတယ်ဆိုတော့ခန္ဓာကသာဝရဘုရားရှင်နဲ့သာဝရဘုရားဒီရရှိတဲ့ကောင်းကြီးဘုံအလားတူတဲ့ဒီရရှိတဲ့ကောင်းကြီးဘုံရှိတယ်ဆိုပြီးသူတို့ကဒီလက်ခံရတယ်။ဘုရားဘုရားရှင်ပြည့်မှန်စံတော်မူပြီးတော့ပြဒနာအမျိုးမျိုးကိုအကြောင်းပြုပြီးတော့ရှင်မဂ္ဂတ္တဘုရားဆောင်တဲ့ယန္တနာအခြေခံရတို့ကသင်္ကန်းနဲ့တိကတ် တကယ်တကယ်ဒီနောက်ပိုင်းမြင့်မှာမကြရမှာပဲခိုင်ွဲလို့နိုင်ဖြစ်ပါတယ်ဖြစ်တော်တော့ခိုင်ွဲတချို့ဒီကံမြင့်ကိုတောင်ပိုင်းမြောက်ပိုင်းခွဲလိုက်လို့ရှင်မြောက်ပိုင်းအချင်းမရှိတဲ့ပုံပေါ်လေးကညာတော့အရင်ဟိညဝရနဲ့ဘုဒ္ဓဘာသာနှစ်ခုကိုပေါက်ဆက်ပြီးလက်ခံကြတာဖြစ်တယ်အဲ့တော့ဘောဓတဲ့အတွက်ဒီဘက်ကခြေတော်ဝရကခေကံပြေတောင်ပိုင်းရှိတဲ့ခြေတော်ဝရတွေကတက်မခံကြဘူး လက်မခံရတော့ဒီမြောက်ပိုင်းဗုဒ္ဓဘာသာဆိုပြီးတောင်ပိုင်းဗုဒ္ဓဘာသာဆိုပြီးချိန်ပွဲသွားတဲ့အခါကမြောက်ပိုင်းဗုဒ္ဓဘာသာကအင်းကြီးပြန့်ထားလိုက်တော့ကိဗတ်တို့ကိုတယုတ်တို့ကိုရီးယားဂျပန်စသည်ဖြင့်ဒီဘက်ကြီးအကုန်လုံးပြန့်ကုန်ပြန့်သွားလိုက်တဲ့အခါမှာသူတို့ရဲ့ဟောကြားချက်တွေထဲမှာကအဓိကလုံကျနေဆိုတော့နာဂိဇုဏဆိုတဲ့ပုဂ္ဂိုလ်တို့ရဲ့ဟောကြားချက်ကပြဌာန်းဖြစ်ဒီနာဂိဇုဏက ဘယ်လိုပုဂ္ဂိုလ်လဲလို့ပြောတော့ဘုန်းကြီးလည်းမဟုတ်ဘူး။ဖလားဆော့ပါတယောက်။တချို့သူကိစ္စနာဓမ္မတွေကတော့ဒီနဂိစုနာကဘုဒ္ဓဘာသာနဲ့ဟိန္ဒူနည်းနဲ့တင့်ညာတော့အောင်ကြဲရကနေဝင်စစ်စတဲ့ပုဂ္ဂိုလ်ဆိုပြီးတချို့ကတော့ဒီလိုပြောတယ်။ဒါပေမဲ့အဓိကကသူခေါ်ပြောချက်တွေကမဟာနဲ့နေထဲမှာပြန်နှံ့ထားပြီးတော့မဟာနဲ့ကသူခေါ်ပြောချက်ကိုအဓိကထားပြီးသူ့ကို ဒုတိယဖရာဆိုပြီးဥပထာအဲ့ဒီဝါဒတိမကဖန်သိခြင်းဆိုတဲ့အမျိုးကကပ်ပါပါဒါပေမဲ့ဖန်သိခြင်းဆိုတော့မသုံးတော်လဲဘောဟာရကခက်ဆန်တာဖြစ်တယ်ဖြစ်တယ်ဆိုတာကခန္ဓာကအမိတယ်ဘာဖြစ်ရှိနေကောင်းကင်ဘုံမှာဒီပြဝနဲ့သူကခေါ်တယ်ဒီပြဝနဲ့မှာအမိတယ်ဘာဖြစ်ရှိနေဒီအမိတယ်ဘာဖြစ်ရှိနေပြီးတော့ခိုင်းစိတ်လိုက်တဲ့အတွက်ဘုရားအရှင်ဆုံးကလောကမှာဆင်းပြီးတော့သာနာပြုတယ်ဆိုတာကဘုရားဟော ဖိလုတေဒီအမှုကြပါရှိတဲ့ကောင်းကင်ဘုံပြန်သွားတယ်အပြိဝနဲ့ဘုံပြန်သွားတယ်ဘုမပြတဲ့စုခင်လဲဆိုပြီးတော့ဒီခေရဝရဲ့ယူဆတော့မဟုတ်ဘူးတရားဟောတဲ့ဘေရယသတ္တဝါတန်လာသံတေလီလာသတ္တဝါဘောဝါသတ္တဝါတေရယသတ္တဝါခေါင်းဆုံးတော်ရရှိခြင်းဒီမှာလူတွေရဲ့ဇေယျတော်ဒီလောက်ကိုစာဖြစ်ရင်အမှန်နဲ့သို့တော်ဒီလက်ကျင့်ခြင်းမှာတဏှာလေးပေါ်ပါတယ် ခန္ဓာခန္ဓာတိလတိလသမာဓိပညာဆိုတဲ့လက္ခဏာ၃ရဲ့ဒီလက်ကအကြီးချုပ်ပါလိုက်တော့တိလကလည်းတော်ကုန်လို့ရဲ့အချက်အလေးထက်ဒါနဟံလည်းတော်ကုန်လို့ရဲ့အလေးထက်အချက်တစ်ခုဖြစ်တဲ့တိလဆင်းရဲမှာပါပါတယ်။ဒါကြောင့်စိုက်ဖြစ်နိုင်ရောငါဘတိလကစိုက်ဖြစ်နေတဲ့လူတွေဆိုရင်တော့သောတဉ္ဇီရှိပါသီလရှိပါသီလဒါချက်ပြင်းရမှာပြီးတော့သမာဓိပြင်းပြီးတော့ပြင်းရပြင်း ဒီနေ့ကတို့တော်ဖြစ်ခြင်းအောင်ဖြစ်ခြင်းနဲ့ဘယ်မှာဆန္ဒဘာလို့ပြုကောင်းတို့တော်ဒီညမှာခொနကပုဂ္ဂိုလ်ဒီအောင်ဒီမြေကုန်နဲ့ပတ်သက်ပြီးတော့ခွန်ကြီးချက်ပြီးရုပ်ရည်နဲ့အချက်ကြီးကဒီလန်ရှိရဲ့ပုဂ္ဂိုလ်ကတော့မဟုတ်သမာဓိလက်ရှိတဲ့ဒီညလက်ရှိတဲ့ပုဂ္ဂိုလ်ကသုတောင်းရင်တောင်းနေစုပြတတ်ပါတယ်ဒီတိတိဘိက္ခူဒီလဝေတောဆေယောပဏိတိမိတ္တုတ္တံ ်တယ်ဆိုရင်လည်းအဲ့ဒါကြောင့်တင်လာရှိတဲ့ဘုရားရဲ့အရှိရဲ့အကြောင်းကြောင့်ကုသမြတ်ဆုံးချုပ်ဒီကံကြီးကြီးပြောင်းတတ်တယ်အဲ့ဒီတင်လာကအရှိရဲ့ကံကတင်လာမှာသမာဓိကနဲ့ခြံရတယ်ဝိပဿနာကနဲ့ခြံရတယ်အဲ့ဒီတင်လာမျိုးရှိဖို့ရှိတယ်ဒီလိုဖို့ရှိခြင်းကြီးတဲ့တင်လာကြီးရဲ့ပုဂ္ဂိုလ်ကစုတမ်းမှုခဲ့တယ်တောင်းနေစပြည့်တဲ့ဒီဆုံးပါတယ်အဲ့ဒါဖယားရှင်ရဲ့အတိတ်ဘဝ မဟာယန္တောမာမိဘကြောင့်ရုံးနေသက္ကုလဘီလူသက္ကုလမန္တအမျိုးပေါင်းများနဲ့အမျိုးပေါင်းသမီးတို့ကသူတို့မခွက်နိုင်ဘူးတဲ့အဲဒီလေလည်းမခွက်နိုင်ဘူးလေဘာလို့ဘာမှမဖြစ်ဘူးမခွက်နိုင်ဘူးဆိုဒီပေါ်မှာလည်းမခွက်နိုင်ဘူးနောက်ပေါ်လည်းမခွက်နိုင်ဘူးခွက်အောင်ဘယ်လိုလုပ်ရမလဲအဲဒီကနေနီးမရပါဘူး ဓမ္မိလက်ဆာကပညာကြောင်းလေးပြန်ညှို့ခဲ့ရင်တော့ပြီးလို့ဆုတောင်းကြရင်မခွဲရပါဘူး။ဓရတရားကိုသိရဆာကအမိကစံတဲ့ပုံတွေသိရနိလရှင်စင်ကြီးသိရပညာဝိပဿနာပညာကြီးသိရအဲ့ဒီဓရတိလက်ဆာကပညာအကြောင်းရင်းလေးကိုနှုတ်သားလုံးမှာစုံစုံကြီးရှိခဲ့မယ်ဆိုရင် ကောင်းတဲ့ဆိုပြည်ရင်မခွဲယူမှုလို့ကောင်းလို့ခွဲရဘူးတဲ့ဆရာကပြည်နေပါဘုန်းကြီးပြည်နေပုံနော်အဲ့ဒါစိတ်လိုလာတော့ဒါနဲ့ဆရာကပြောတော့နောက်ဝင်ဘူးညောင်နောက်ဝင်ဘူးလားတရေဘူးလားဒီအိမ်ကဘူးဘူးကြီးပြန်လာတော့ဘာမှမကြည့်တော့ဘူးအဲ့ဒီလိုချိန်ရောဘူးပြည့်ချိန်မှာ 读古勒提嘛，也读不了那古勒个培养的。一共嘛，四个培养，五遍没来个读吧，比如的爱情。那个是，那个是湖南人的故乡的，也是比较。Ayo kita lihat, itu mulai yang sudah kita lakukan ini. Pernihan masyarakat, kita lakukan dari mana? Mana kan pernihan sambut, tapi dia kaya. အယုံတဲ့အချိန်ကမှဒီအချိန်ကအဲ့ဒီအချိန်ကမလွတ်ဖြစ်နေမှာဆင်းရဲနေတဲ့ကိုနည်းနည်းသက်သာရရချင်တဲ့အတွက်ကြောင့်ပြောရမှာဒီဒီပါလေးပါကိုပြည်ပြည်စုံစုံပေါင်းပြတတ်တဲ့ပုဂ္ဂိုလ်တွေကအသက်ရှင်အောင်လက်ထိုင်အောင်မြင်နိုင်တဲ့အကြောင်းတွေပြောခြင်းကအမေပြားပါဒါပေမဲ့အဲ့ဒီအချိန်မှာဆင်းရဲနေလို့မိတ်အောင်ခန္ဓာကဖလုတ်တာနှလုံးသားကိုမှတ်ထားညက်တဲ့လူနှလုံးသားမှာမြည်ဖြစ်နေတဲ့စိတ်အစဉ်တွေကကောင်းကောင်းအလုပ်လုပ်နိုင် အဲ့ဒါသူမေ့သွားတယ်ပေါ့ဒါပါပဲအဲ့ဒါသူမေ့သွားတယ်ဒါကဘာဖြစ်လဲဆိုတော့ဘောင်းကြီးစိတ်ကြီးကြီးပဲစက်တဲ့ဖြစ်တယ်ဘောင်းကြီးစိတ်ကတော့အတိတ်ကရှုခဲ့အတိတ်ကမရဏနာအချိန်ခါမှာထင်ခဲ့တဲ့အရင်ကဘောင်းကဘောင်းကြီးတရားဟောတော့ရှိတယ်အမေရိကန်မျိုးမျိုးလေးဆိုရင်သူ့ရဲ့ဘောင်းကြီးစိတ်ကအငှက်ကလေးတွေပြန်နေတာအများကြီးနေတယ်အဲ့ဒီအယုံကိုတော့သိပြီးပြစ်စုံပါအယုံမှန်နဲ့အဲ့ဒီဇာဝဘမေ့နေဆိုပြီးပြောကြတယ် အဲ့ဒီစိတ်ကဘယ်မှမတော်ဘူး။ဘုံမနဲ့ဘာမှမဖြစ်ဘူး။တို့တော့သူတို့ကမိအောင်ခုစက်တဲ့စွမ်းအားတော်ရှိ။ရှိပြီးတော့သူတို့ကနှုတ်ကပ်ကိုစီးပြီးသူတို့ပြောနေတဲ့ဒီပြောတတ်တဲ့စွမ်းအားရှိပါလား။အဲ့ဒီလိုပြောတာကတော့လူနာကပြောတာမဟုတ်ဘူး။အဲ့ဒီဝင်မှုတဲ့တစ်စီတည်းရဲ့ဘုံကတည်းကပြောတာဟုတ်ပါလား။အရှင်ဘုရားအာဒီဘဝကတော့အမှန်ဖြစ်တဲ့ဘုရား။ နောင်ပြန်မယ်လို့ပြောပြတာပူပြီးနိုင်တယ်ရှိပါတယ်။အဲ့ဒါကတော့သုတောင်းဘုံမှာမကြည့်ဘူး။နော်နမူနာလေးကိုပုံပြပြ။ဘုရားဗန်းကဗျာဒီတဲ့လိုအချိန်ခါကဘုရားဗျာလာမှာသတိပါနေလို့နေဘုရားမိတ်ဆွေကဒီကအိုဒီနေဖြစ်ပါတယ် ဒီကိစ္စကဘုရားရှင်ကကတ္တရှင်ရဲ့အလုပ်အခြေဥပဒေကနေရဖြစ်တဲ့မြင့်မြင့်ကြီးမိဘဓမ္မကိုပြည့်စုံလို့ဒီတောင်းဖြစ်တဲ့အနိုင်ရမြင့်ရတော်ဖြစ်ပါတယ်။သူအနိုင်ရမြင့်ရတော်ကောင်းကဘုရားဖြစ်ပြန်အလုံးတော်တောထွက်တဲ့အချိန်ခါမှာလူကြီးကိုဆင်းလာပြီးတော့အနောင်မတော်ကံမှာပြိခဏဆက်ပါလောက်ခါပါတယ်။တန်ဖြစ်ပါပဲနော်။ သူရဲ့ဆန္ဒဖျက်သူကအရတ္တဘုံမတိသိဉ္ဇဉ်တော့အာဂါဖြစ်နေတာရှိနေတယ်ဟာဓမ္မဓမ္မဆက်ပြီးမရှိပါအဲ့ဒီချိန်ကမှကတ္တဝဘုရားရဲ့နာမကကိုဘုရမဘုရားအထိတို့ဖုံးရောက်ပြီးရှိပါတယ်အလားတူပဲအရိဝိတ္တယမြတ်ဘုရားအထိရဲ့တို့ဖုံးရောက်ပြီးရှိတယ်နောက်တစ်ခုကတော့ဘုရားရှင်ကိုတရားဟောလန်တော်မှနဲ့အမတိဖြစ်မှဆိုရှိတယ် ဣန္ဒံပတိမြမကကတ္တဗဗျာထေလက်ဖြင့်တောကသူကဟာကအမိရှိတဲ့ဉာဏ်ကဓမ္မဖြစ်ပါတယ်။သူကတရားတွေကိုအတုဒ္ဒအနာဂမ်ပညာပုံဉ္စဆက်ကျင်ပါတယ်။အနာဂမ်ပညာပုံဉ္စဆက်ကျင်မှာသူကမဟာမြမဘုံဘုံမဟာမြမဤတော်ဖြစ်နေတယ်။တရားရှင်တရားမဟောတော်မူလို့စိတ်တော်ကညုံငယ်တဲ့အခါမှာမြမပြေကနေဆင်းသာပြီးဖြစ်ခြင်းကိုတရားဟောရတဲ့ပြန်ထားပါတယ်။ ပြီးတော့ဂေါရမဘုရားကိုလည်းသူဖုံရအောင်ရှိတယ်ပေါ့သူရဲ့နောက်ထပ်ဘဝဆိုတဲ့ရှင်ကြီးအောင်မဆင်းအနာဂတ်မှာဖွင့်တော်မူမယ့်ဒီမိတ္တရာဘုရားကိုလည်းဖုံရအောင်တဲ့ဘဝရှိပါတယ်နောက်တစ်ခုကတော့ဘုန်းကြီးဘုရားရှင်ဟာပါရမီဖြည့်စဉ်အချိန်ခါမှာ30တဘုံမှာသုံးရမှုတဲ့ဘုံ၅ဘုံရှိခဲ့ပါတယ်သို့တော်ဟောတာ၅ဘုံခေါ်ပါတယ်အဝိဟအတ္တဘုံသုတ္တံသုတ္တတိအဂတိသာဆိုပြီး၅ဘုံရှိတယ်ဘာဖြစ်လို့လဲ အဲ့ဒီငါဘုံကအနာဂတ်အရိယသာဝန်နဲ့ဟန္တာကရှိဖို့ဖြစ်တယ်။ဘုရားလောလောကလည်းဗာမီဖြစ်စဉ်ကမှာပုထုဇဉ်ဖြစ်နေတာဗာမီဖြစ်ခဲ့တာအဲ့ဒီဘုံတွေကိုတကမှမရောက်။မရောက်တဲ့အတွက်ကြောင့်ဒီနေ့နတ်ရပီကိုဖြီးကြည့်တဲ့ဇာတိကြတဲ့ခါသုတ္တဝန္တပြမဘုံကိုကြွတယ်သုတ္တဝန္တပြမဘုံကိုကြွတယ်ဘုံဟိုင်းသုတ္တဝန္တပြမပြောင်းတဲ့အချိန်ကမှာအဲ့ရပြမလေးကစီးကြုံပြီးတော့ပြင်းခြင်းကိုပြောင်းထားတဲ့ ဝိရောဂတ္တံဖြစ်ခြင်းတည်းတဝါကဖြစ်ပါလေဝိရောဂကသုဏ္ဍနသဖြစ်ခြင်းတည်းဖြစ်ဝိရောဂကောလကမနမြတ်စွာဘုရားဖြစ်ခြင်းဝိရောဂသိက္ခိမြတ်စွာဘုရားဖြစ်ခြင်းတည်းဝိရောဂဝိပ္ပိမြတ်စွာဘုရားဖြစ်ခြင်းဆက်သခြင်းခုနစုံသောဘုရားရှင်တို့တိတော်ကလည်းအဲ့ဒီဘဝတွေမှာရှိပါလေဘုရားခုနစုံသောတို့တွေ့ပါလေစိတ်မပေါ်ဘူးဘုရားဖြစ်ခြင်းဆက်သခြင်း ရှင်သာရိယောတိရှင်မှာကသမုဒ္ဒရာနဲ့ပတ်သက်လို့ရှင်ရိယောကဟိုအဲပြည်တာကဘုရားမောင်ရဲ့လားသူရဲ့သဘာအောင်နာပြီးပုဂ္ဂိုလ်တွေကိုအလူတာနာပေးရမယ်ဒါကုသိုလ်တစ်ခုပဲဟာပြီးအဲသာမာတုပ်ကိုလည်းရှင်ရိယောကဥစဉ်မှာကျတော့ရှင်ရိယောမြင်တာကဘုံကြီးကြောင့်လေဘုရားရဲ့နာတာလည်းလည်းမြင်ရတယ်ပုစံချမ်းသာတဲ့တွေကအိမ်မောင်ကြီးကြတယ်ဒါပေမဲ့ ်တကယ်လိုအပ်တဲ့နေရာရဲ့တကယ်လိုအပ်လိုအပ်နေတဲ့အဲဖြစ်တဲ့နေရာတကြီးရောဒီဂျီရိုင်းဘောတကယ်အာယုဆိုင်ပေါ်ဖြစ်တယ်ပေါ့နော်အဲ့ဟာတော့အခုလိုရတာခင်ဗျာဘုရားကဗန္နဒီဝကရိမြတ်ရှင်ကပရိဘုဒ္ဓလူဘမှာသတိကိုမလိုအောင်ဒီလိုသမန်ချက်ရှိပါဦး။သမန်ချက်ကတိလရှိတဲ့ပုဂ္ဂိုလ်ကိုယူခြင်းအကျိုးပေးခြင်း အဲ့အကျိုးကိုကြည့်တဲ့အမြာမှာသင်္ကန်းငါးချက်ပြောပါတယ်အလုံးကံအလုံးသိတဲ့ပုဂ္ဂိုလ်ကဤလက်ကြည့်တဲ့ပုဂ္ဂိုလ်ဖြစ်လူဝဝတ္ထုကတရားတော်ဤလက်ဖြင့်ရှာဖွေရရှိတဲ့လူဝဝတ္ထုဖြစ်ဘိညုရဲ့သင်္ကန်းမှာစိတ်တည်းကအခြေအနေဖြစ်နေတယ်ဟောဒီဘုန်းကြီးရှင်ကိုတွားဆိုလိုက်ရင်အလုံးကရပါ ဒီအဲ့ဒီမြင်လေးချက်ကတည်းကလောဘကုသိုလ်နဲ့စင်ကြဲတဲ့စိတ်ထားမဟုတ်ပါဘူး။လုံးဝနေကဒီညမှာတော့ဒုမနဲ့အောင်မြင်တဲ့အဲ့ဒါတို့သွားကြရအောင်ဒီလိုအမျိုးကပုံစံမကြောက်ဒီဘုန်းကြီးချင်းနဲ့မပေးနေအဲ့ဒါမျိုးစလည်းပုံစံမကြောက်ပြီးတော့လောဘဒုက္ခမောဟတွေကအဲ့ဒီချိန်မှာကိစ္စနေရကိစ္စဘာလို့လဲဆိုတော့အထွတ်တည်းနဲ့အဲ့ဒီချိန်မှာ ယုံကြည်နေတဲ့ခြင်းသိမယ်အကြောင်းဉာဏ်ဉာဏ်သိမယ်အကြောင်းဉာဏ်နဲ့ကပြုတ်နေတဲ့ဘောနိစ္စတုပ္ပံမြတ်ကရှုနေတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့စေတကတော်လေးဖြစ်စဉ်။ဘယ်လိုရှုလဲကျတော့အလွန်ကဖြစ်တဲ့သင်္ခါရှိတဲ့တော်တော်သောဉာဏ်ရဲ့ပန္နမှာရှိတဲ့ယုံနာနေကိုမိမိကကံပြုရှုနေရ။အဲဒီယုံနာနေကိုလည်းအိစ္ဆတုပ္ပံမြတ်ကလက်နဲ့တော်တဲ့ရှုနေရ။မိမိတဏ္ဍာမှာရှိတဲ့ယုံနာနေကိုလည်းအိစ္ဆတုပ္ပံမြတ်ကလက်နဲ့တော်တဲ့ရှုနေရ။ ဘိညုနေတဲ့ကုသိုလ်စိတ်စေတနာတွေကိုလည်းအနိစ္စတုပ္ပတ္တလက္ခဏာသုံးသပ်ပြီးရှုနိုင်ဒီလိုပုဂ္ဂိုလ်ကြတော့သူကစိတ်တည့်ဖြစ်စဉ်တဏ္ဍာအဖြစ်နောက်တစ်ခုကပြန်ပြန်ကြည့်ရင်မြင့်မြတ်နေတဲ့ကံကံရဲ့အကျိုးအပေါ်မှာယုံကြည်တဲ့တရားတရားခံနေနေရှိရအဲ့ဒီတရားတရားအကောင်းဆုံးကဘုရားကရုပ်ကိုနိုင်လေးကိုဟောတဲ့မှန်တယ်မိမိကိုယ်နဲ့ကြောက်ရွံ့နေမှုပြစ်ချပုံပေါ်ဟောတဲ့ကိုစနေကြည့်ရှိတဲ့ ်ချွတ်တဲ့အတွက်အတိတ်ကအကြောင်းတရားကြောင့်အတိတ်ကကြောင်ခဲ့တဲ့ဝိသရဏဥပဒ္ဒံသင်္ခါရကံဆိုတဲ့အကြောင်းတရားကြီးဒီဘောမှာခဏငါးဝယုတ်ရဏဖြစ်ပေါ်ဒီဝတ်ထူထောင်နေတဲ့ဝိဒ္ဒရဏဥပဒ္ဒေကရကံကြီးကြောင့်နဂမခဏလောကကျုပ်တဲ့ဉာဏ်ပြဖြစ်ပုံဆိုရဲအကြောင်းကျဆုံးသူတော်ရီကိုခရင်တိတိတဲ့ယုံကြည်ချက်ကတော့ပိုခိုင်းတယ်သို့တော့အဲ့ဒီယုံကြည်ချက်မရှိဘူးဆိုရင်တော့ဒီပါဆရာသမားတို့ရဲ့ချိုးဆုံးမှမှုဖြစ်ကံကြီးအကျိုးကိုလက်ခံယုံကြည်တဲ့ယုံကြည်ချက်ပြောလို့ရှိရတယ် ဖုံးလိုက်တော့အလှပေးတဲ့ပုဂ္ဂိုလ်ပဲမှာအင်္ဂါလေးချက်အလှကံပုဂ္ဂိုလ်ပဲကလည်းဒီလရှိရှိရင်အင်္ဂါ၅ချက်ဖြစ်သွားပြီဒီလိုအင်္ဂါ၅ချက်ရှိနေတဲ့အလှဒနာမျိုးကိုဝိပုလကလက်ပြန်ပြောင်းကြည့်ကြတဲ့အကျိုးရရှိတဲ့ဌာနမျိုးဆိုပြီးတော့ဘုရားကဟောတယ်ဘယ်လိုပြန်ပြောင်းကြည့်လဲဆိုရင်ဒီအလှချက်ကသဗ္ဗညုတဉာဏ်ကိုအလိုကြည့်ခွင့်နဲ့ဆိုရင်သဗ္ဗညုတဉာဏ်ကိုဆုတောင်းတဲ့သဗ္ဗညုတဉာဏ်ရောက်တဲ့အတွက်အကြောင်းထောက်ပြဖြစ်တယ် ဟာပြစ္ဆေကဘောဓိဉာဏ်ကိုလောကိကလက်ပြစ္ဆေကဘောဓိဉာဏ်ရဖို့အကြောင်းထောက်ပါဖြစ်အေကတဝကဘောဓိဉာဏ်မဟာတဝကဘောဓိဉာဏ်ပကတိတဝကဘောဓိဉာဏ်ကိုလောကိကလက်ရတယ်ဒါကအကျိုးရှိတဲ့ဌာနမျိုးပါတို့တော့ဘုရားရှင်ကမချင်းမောင်းဘူးပြိတ္တတဲ့နည်းမင်းကြီးရမယ်ကာမဂုဏ်တို့တို့ပြည့်အကျိုးအခုလိုပဲကြီးကြီးဖုံဖုံမြန်မြန်တဲ့အကျိုးရှိတဲ့ကာမဂုဏ်တို့လည်းရှိတယ်ဘာအကျိုးမှမရှိဘူးအဲဒီကာမဂုဏ်တို့လည်းရှိတယ်ခရင်းကြိုက် အကျိုးရှိတဲ့ဌာနနဲ့အကျိုးမရှိတဲ့ဌာနအကျိုးရှိတာကိုကြိုက်ကြလားအကျိုးမရှိတာကြိုက်ဒါကျော်မြတ်ရဲ့ဆန္ဒနဲ့အိမ်ကဖယားရှင်ကအကျိုးမရှိတဲ့ဌာနကိုမချက်ဘာလဲဆိုတော့ယောဝိဒ္ဒရာကိုဝိဒ္ဒရာရဲ့သူထရာတိဌာန Kemilah la dan tu bertanya cerita abis dah dah kama pernah naraja wen dana abis dah dah mana berganti. Anda tu hanya saudara saudara. Kalau le, belum beri apa juga. Raga kini dia pun komplit. Lupa itu kalau dia tu nak bincang punya sih. Pergi dah juga malah sih jadi kata sih dan juga ni satu kata dalam naik tu dan jadi kamu ni cukup. ်ခံခံရေးအကျိုးများကလည်းပြိဿံပုဗ္ဗကိုရှုထားပြီးဖြစ်တဲ့အတွက်ခေါင်းခွင့်ယုံကြည်နေတယ်နားလည်။ဒါလူပေးတဲ့ပုဂ္ဂိုလ်ကအင်္ဂါလေးချက်ဆုံးနေတယ်။ဘလူကံပုဂ္ဂိုလ်တွေဘက်ကလည်းဟာကခင်ပြီးတဲ့သရောကောင်းနေဖြစ်တယ်။အဲဒီလိုအလူဒါနမြတ်ဖို့ရဲ့ခြင်းကအာမိတ္တဒါနနမက်ကပစ္စည်းလေးပါးကိုလူဒါနေတဲ့အလူဒါနအာလုံးတို့မှာအတန်ဆုံးအမြတ်ဆုံးဒါနဆိုပြီးပေါ့။ဖတ်ကြ။ဘဝလျက်ဘဝပတ္ထနာရဲ့အဘဝတော် ဘဝကိုပြန်တယ်စိတ်ကလုံးလုံးဘာလို့ရှိတောင်းတမှုလုံးလုံးဘာမှမရှိမရှိတဲ့အတွက်နောက်တည်းဒီကောင်းမှုကြောင့်ဘဝတည်ဆိုတာဖြစ်အောင်လားဘဝတည်တယ်မဖြစ်ရင်ပြိတ္တာနေရတဲ့ဒုက္ခမရှိပြိတ္တာနေရတဲ့ဒုက္ခမရှိဘဝရဲ့ဒုက္ခနာရဲ့ဒုက္ခတရားရဲ့ဒုက္ခမရှိဘုကောင်းဒါနဲ့အကျိုးရှိတယ်နဲ့အကျိုးရှိတဲ့ဆိုလို့ရှိရင်ဘုရားကကြည့်ဖို့လည်းပြိတ္တာနေရမိဖိုက်ခြင်းဆိုတာဘယ်နဲ့တော့ဒီအမိဖိုက်ခြင်းပြန်သွားခြင်းဖြစ်တယ် သင်္ကသာသရောပြောရတော့သူရဲ့စတုရာရက္ခဒီပိမာကြီးတယ်။ဒါလောက်မြစ်ပတ်ဆုပ်ပဲအမြစ်ပဲကြီးနဲ့ဖက်လာတဲ့ယောက်ျားတစ်ယောက်ကနောက်တဲ့ဘန်ဒီဒီလောက်မြစ်ပတ်ဆုပ်ပဲနေတဲ့အမြစ်ပဲချက်ကိုပြန်သွားကျင်သေးတယ်ဆိုရင်ဒီယောက်ျားရဲ့ညံ့နေယောက်ျားလောကဘယ်မှာရှိမှာလဲ။ဆင်းနေတော့ဟုတ်လား။ဟမ် အဲ့ဒါပဲလူတွေကတော့အကျိုးရှိတာသိတယ်ဘုရားရှင်ကအကျိုးမရှိတာသိတယ်အကျိုးရှိတော့ဘာဖြစ်လဲအနေဆုံးပြိဿာနေနေရတဲ့ဒုက္ခရှိမယ်ပြိဿာနေနေရပြီဆိုရင်လည်းဘဝမင်္ဂလာမသိရမယ်တတိယကျောကဖြစ်လို့ရှင်နတ်ဘက်ဖြစ်လို့ဒီမှာပဲဖြစ်ရှိဒီဒုက္ခကပြင်းလို့လွတ်လာမိမိရဲ့စိတ်ထဲမှာကမ္မဝဋ်ထုအစစ်အစစ်တွေဖောက်ပြန်ပစ္စည်းတွေအတွက်ဆိုရင်ဘုဆိုရင်ဘုဒ္ဓမြေတရားကျင့်ပြိဒီဘ ိုးရရင်ကျင်းတော့ကငွေချင်းမိတ္တရာချင်းပြည်ပြေဝကိုရှင်ရဲ့ဒီဒုက္ခစိတ်ကြီးရဲ့ကျင်းသောနာတာပြစ္ဆမဝေယချင်းဥပယတာဒီဖြစ်မိမိသိတဲ့မဲ့ကမ္မဝတ္ထုတွေကိုအကြောင်းပြုပြီးရာဂမိဒေါသမိမောဟမိတွေထောင်ခဲ့တဲ့ခံခံရမိတစ္ဆက်တဲ့သီးတို့ဖြင့်ဝိညာဉ်ထဲတဲ့ချမ်းသာဒုက္ခမျိုးကိုတကယ်ချမ်းသာဒုက္ခအစ်စ်လို့ပြောနိုင်ပါမလားဒါကြောင့်ဘုရားရှင်ကမစင်ဟူသမျှဒီအကြီးငယ်ပဲဖြစ်ခြင်းဖြစ်ပါခြင်းယောရှာဆက်စုပ်ွယ်သဘောတရားဧကန်ရှိတယ်လို့ ဘဝဟိုတည်းရတဲ့အညီငယ်ပဲဖြစ်ရှင်ဖြစ်ပါစေမိဒီဘဝကိုပြန်ပါဖျားလက်ချင်းမွန်ပါဘူးဆိုပြီးတော့ပြောထားတာဒါကြောင့်အကျိုးရှိတယ်ကိုတစ်ချက်နဲ့တော့စိုက်ခံလုပ်ပါဘုန်းကြီးကအကျိုးမရှိတာကိုတိတ်တိတ်ကကဲတော်တော်မှန်တယ်နော်ဘုန်းကြီးကဒီလိုနေတာလူရန်မှုအစစ်အစစ်လို့ကြွယ်

သာဝတိနာကိုသာဝတိနာကိုအယူဆောင်ပြီးဖြင့်အယူဆောင်ပြီးဖြင့်ကျမ်းစာအဆက်ရှိသောကျမ်းစာအဆက်ရှိသောလူဝေဝတ္ထုလူဝေဝတ္ထုသုတ္တုကိုသုတ္တုကိုသင်္ခါလူတံသေတ္တုကိုဘုရားကိုဤဘုရားကိုဤရှင်ပြရှင်ပြဤလူတို့ဤသီတော်တို့ဤဤရတ္တံဤ သုတ္တရောသုတ္တရောသန္တကုသုသန္တကုသုသောတိရှင်သုံးရသောသောတိရှင်သုံးရသော ်ဤသည်ဘုရားဤသည်ဘုရားဤသည်ဘုရား ်းပါဘုရားတော်ဒီတို့တို့ စိတ်နဲ့ကြာဘုစိတ်နဲ့ကြာဘုနာကြံဒီရာသာသာဒီဒီကဟောရှင်တော်ဒီကဟောရှင်တော်